မင်္ဂလာပါဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေဘာရဲကိုမျက်နာမြင်ဘာရဲကိုကြားလို့အားလုံးပျော်ရွှင်ပါစေတောင်းကိုပိုင်ရေးဆုမကောင်းတောင်းပါတယ်ကျွန်တော်ဒီအစီအစဉ်လေးကကျွန်တော်အသိပညာလေးတွေကိုမျှဝေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဗျာနော်အဲဆက်လိုက်ကြရအောင်အဓိကတော့မိုးကုတ်ကိစ္စကို ပြောခြင်းနဲ့တပ်တော်ကမိုးကုတ်နဲ့14မိုင်အကွာကိုရောက်နေပြီအဲ့မှာ14မိုင်အကွာမှာ ready ready စောင့်နေပါဗျာတဲ့30ရင်းနေမှာထွက်ဖို့အောက် ရိဆော့အဲ့အထဲထဲမှာကဘလိုဒီပြဿနာတွေဖြစ်နေတယ်လဲဆိုတော့ဒါတရားဟိုမုတ်ကုတ်ရဲ့အတွေ့အပြဿနာလေးတွေကိုကျွန်တော်တချို့နားလည်အောင်ရှင်းပြမယ်နော်နားလည်အောင်ရှင်းပြမယ်အကျန်းဖက်အဖွဲရဲ့ခေါင်းဆောင်ရီမုံကဒီဘက်တာဖုံးကျော်သူနဲ့သွားပြီးညှိတယ်နော်တာဖုံးကျော်သူနဲ့သွားပြီးညှိတယ်သူတို့ကိုဒီနေရာကိုလွှဲပေးခဲ့နော်ဒါပေမဲ့ပလောင်နေကအာထွက်သွားရတယ် ူတို့ဒီနေရာကိုလွှဲပေးခဲ့ဒီနေရာကိုဘယ်သူနဲ့သူပြန်ပြီးဆက်လက်ထိန်းသိမ်းလဲဆိုလို့ချင်း KIA နဲ့ A နဲ့ကိုဆွဲခေါ်ပြီးတော့ကြံဖက်အဖွဲ့အစည်းရီမွန်တို့ကဒါညီနိုင်တာရှိတယ်ပလောင်ဘက်ကဒီကိစ္စကိုလက်မခံဘူးပလောင်တွေရဲ့အနေထားကအာကျွန်တော်သိရှိသလောက်ကတော့အကုန်လုံးကတော့တော်တော်ဝတယ်လူကတော်တော်ဝတယ်ပြဿနာတော်တော်ကောင်းတယ်အဲပြဿနာကတော်တော်ကောင်းတယ်ရှာတဲ့နေရာမှာပြောတာအဲ့ဒီမှာဘလို့လူဘဝလဲဆိုတော့သူတို့ဒီနေရာကိုတိုက်လာတဲ့မှာအဖွဲတွေအများကြီးပဲ အဲဗမာခရီးတော်တော်များများတည်ကြတယ်ဗျအဲ့မှာမန္တလေး PDF တို့ဘာအတူညာအတူပေါ့ဗျအဲတော်တော်များများတည်ကြတယ်တည်ကြတော့ပလောင်နေရဲ့အရှိမပြီးတည်သွားတာနော်လက်နဲ့ရဖို့တော့ကိုပလောင်တွေကိုလည်းဟိုကောင်းမရည်ဆိုရင်အဲခက်ရရပြောဖေးမှခံရသေးတယ်ဒီကောင်းနေဆိုလို့ရှိလို့ရှိရင်ဖတ်ပြေးပြတ်သက်ခံရနေတယ်ဒီဘဝတွေကိုရုန်းကန်ပြီးတော့အာဒါအရှိအအသေးခံပြီးတိုက်ပြီးသွားပြီးတော့အခုဆုံးလို့ရမယ်ဆိုတော့ ဆုံးတော့မယ်ဆိုတော့ဟိုဆုတ်ခွာမယ်လဲဆိုတော့ပလာဝတာကိုတက်မလို့အထားခဲ့တဲ့ဆိုလို့ရှိရင်ဒီ PDF တွေကမကျင်းတ်အောင်ဖြစ်တယ် PDF မကျင်းတ်တာဘာကြောင့်မကျင်းတ်လဲဆိုလို့ရှိရင်တည်သွားတဲ့သူတွေကတော့ခံစားခွင့်ဘာမှမရှိဘဲနဲ့ဒုက္ခရောက်ကြရှိတယ်အခုလက်ရှိရှိနေတဲ့လူကအချိုးခံစားခွင့်တင်အများကြီးရဲ့တနည်းကိုဒါဒေါ်လာတန်းအဲဘယ်လောက်လဲဆိုတော့တန်း300လောက်ရှိပါတယ်နဲ့အဲတစ်ခုကို30 15တန်း 20ဆိုတော့15နဲ့300ပေါ့တန်း300လောက်ဒေါ်လာတန်း300လောက်ကိုရှိနေတော့အဲသူတိုက်ခွဲစက်လက်ပေါ်ဆောင်ဖို့ကတော်တော်အဆင်ပြေနေတယ်မိုးဒီလိုယတနာမြေကြီးတစ်ခုရလာတဲ့အတွက်နော်ပြီးတော့ယတနာမြေရလာတဲ့အတွက်တစ်ခုအဆင်ပြေနေဆိုတဲ့နေရာမှာထပ်တော့ရအောင်ဟိုအဲ့ပြဟိုနေပါဦးကသူတို့ကပြောလို့ခေါ်တာပေါ့ဗျာသူမြေသားအိတ်တွေကိုဘီလက်မြေအိတ်ဆို10အိတ်ဆိုလို့ရှိရင်ခေါ်တဲ့အိတ်က ပလောင်ယူတဲ့38ကအဲ PDF ကယူရအဲ့မှာအကြီးက data ကအမီသူတွေက တူးလိုက်တယ်ဆယ်ဟို98တူးလိုက်လို့ဆိုလို့ရှိရင်38ကိုအဲသူတို့အဖွဲ့အပ်တယ်ဗောနော်အဲ48ကိုအပ်တယ်38ကိုအပ်10ဆိုလို့ကျခွန်တိုင်းအပ်ရတယ်အဲအဲ့လိုမျိုးအပ်တယ်အဲ့ဒါတွေကိုစုပြီးတော့ပြန်ရတာမှာဟိုက9ပုံယူပြီးဟိုအဲ90ရာခိုင်နှုန်းယူရတော့30ရာခိုင်နှုန်းပေးတယ်လို့ပဲကျွန်တော်တို့ပြောရမှာဗော ဟိုကတော့ရတဲ့မှာကျွေးနေငေးလေးခေါင်းခွေးတို့ဘာညာဆိုဘာမှမကျွေးနေဖြစ်သွားတယ်ငါးကက်နေလုံးလို့ရတဲ့အနေထားမျိုးဖြစ်သွားတယ်ငါမွေးမြီအဲ့မှာနောက်ပိုင်းအောင်ပြင်မဲ့ပုံစံမျိုးရှိတယ်ဂလိုင်းနေဖြစ်သွားတာဟုတ်အဲ့တော့အဲ့ဒီမြေကြီးတွေကပဲရောက်လဲဆိုတရုတ်ပြည်ကိုဒါတော်နေကားကြီးတွေနဲ့တွဲတွဲကားကြီးတွေနဲ့တောက်ဆောက်တယ်တာအဲ့ဒီဖိုင်တွေနဲ့ကျွန်တော်မှရှိတယ်ပို့ထားတာညာဘက်ညာဘက်တွေကမောင်းတာမနက်ဘက်မမောင်းညာဘက်တွေကမောင်းသွားတာအဲ့လိုမျိုးရှိတယ်အဲ့တော့ ဆိုဆိုတော့ကျွန်တော်ပြောချင်တာက PDF တွေကလက်မလွတ်နိုင်ဘူးဖြစ်နေတယ်ဟိုရီမွန်လည်းရောက်နေပြီအဲ့ဒီမှာသွားပြီးတော့ဆွေးနွေးတယ်ဆွေးနွေးတော့ပလောင်ကဘလောက်လဲတယ်လဲမနဲ့တတ်သမတော်နဲ့စာချုပ်ချုပ်ထားတဲ့အာမသူတို့ပြီးခဲ့တဲ့ရက်ကတာခေါင်းကျော်ပေါက်ခဲ့ပြောတယ်မလားဒါပဲတရားချုပ်ထားတာသူတို့ဒီရက်အတွင်းမှာအဆူညာပလောရိုက်မှာဆိုလို့အဲအခုကြတော့ဗာပြရက်ကနီးလာပြီဆိုတော့ဒီ ကျွန်တော်တို့ပြောမယ်ဆိုပြလာရှုပ်ပုံစံအတိုင်းပဲမြို့ပြနေမှာဂိတ်ဒီမှာပဲအကြံဖက်တည်နေလို့ရပဲဝင်နေကိုဝင်လို့မရတဲ့ပုံစံမျိုးထိုးလာတယ်အဲ့တော့တက်မလို့စစ်ကြောင်းနဲ့အဲပလောင်တဲ့ကရွာထဲမှာဝင်အဲမိုးကုတ်မြို့ထဲဝင်လာမယ်မိုးကုတ်မြို့ရဲ့အပြင်မှာသူတို့မရှိမှတိုက်ရင်တိုက်မတိုက်ရင်နေရှိတဲ့ချိန်မှာတနပ်ပြည့်စရာမလိုဘူးအဲ့လိုပြည့်စရာမလိုအောင်လို့ဒီဟိုပလောင်တွေရဲ့ရှင်းနေပြီပါဘလောက်ကောင်းလဲမကောင်းလဲဆိုရင် ဟိုဒီမိုးကုံးမိုးမြို့ရဲ့အပြင်မှာရှိတဲ့သူတို့တိုက်မဲ့တောင်ကုန်းနေကြီးတယ်အဲ့တောင်ကုန်းနေမှာအာဒါ PDF တွေအကြမ်းဖက်တွေ KIA တွေစုဖွဲ့ပြီးနေတဲ့ထားထားတယ်စုဖွဲ့ပြီးနေဖို့အတွက်ထားထားတယ်ဒါပေမဲ့အဲ့ဒီနေရာမှာလည်းပလောင်တွေကအွန်လိုင်းနေတယ်ဘာကြောင့်လဲဆိုတော့ဒီဟောင်းတွေကတပ်မတော်ကိုပြစ်လိုက်လို့ဒီစာချုပ်ချိုးပေါက်သွားတာမျိုးဖြစ်လို့ရှိရင်ဒီကောင်တွေကိုချဖို့တော့ကိုပလောင်ကပြန်ထိန်းထားတယ်ဒီကောင်တွေဒီနေရာမှာအယောက်20ချင်းပလောင်ကအယောက်40လောက်တည်းအုပ်ထားတယ်ဒီကောင်တွေစုဖွဲ့မှုနေရာတိုင်းကိုပလောင်တွေအကုန်လိုက်ဖြန့်ထားတယ် အဲ့လိုလိုတော့နော်ဘလောက်ဒီကဘလောက်ဒီ brain ကောင်းတယ်လဲဆိုအဲ့လိုပဲ KIA ဟိုဘက်တွေမှာဆိုလဲဗမောမိုးမိန်မှာလဲထုံနည်း၎င်းမှန်းမိုးမိန်မှာလဲအဲ့ဒီဝင်းနေနေနဲ့ကစ်နေတာဗာလဲ KIA တွေကလဲအဲ့လိုပဲ KIA တွေကအဲ့လိုပဲချုပ်ထားတာပဲ KIA နဲ့ PDF ကိုအဲ့လိုပဲအဲတပုံစံနဲ့ပဲအဲပလောင်နေလုံနေတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့တကယ်လို့သာမိုးကုတ်ကမြမတောက်တော်တဲ့ထဲမှာပြိုပျက်စီးမသွားပဲနဲ့ အဲဒီလိုမျိုးတိုင်းပဲရတယ်ပြတ်တာတော့ပြက်စီးသွားပြီဗျာမရှိတော့ဟိုနေပြတ်တယ်ဗျာဂလိုင်းနေဖြစ်ပြီးတော့အဝေးစီးတောင်းတော့နှက်နေကြတယ်တောင်လာဘုံချပုံနဲ့သူကြောက်ရမှာသလိုမချတာပြပဲကျွန်တော်တောင်လာဒီဘုံချလို့ဒီလိုနေရာလေးတူးနေတာမြင်ရတာနဲ့ဘာလို့ဘုံနေမှာချလဲပေါင်900တထောင်တထောင်ချလဲမဟုတ်ချလိုက်တဲ့ဘုံနေရာကျွင်းဖြစ်သွားလို့ကျင်သူတို့ကအตาလေးကောက်ယူမှာဆိုတတ်မလားမလုပ်တာပြပဲအဲ့ဒါကြောင့်ဖြစ်မယ်အဲ့တော့အဲ့ဒီဘူးတွေလည်းနင်းအောင်မရှိအောင်တတ်မတော်ကအခုလိုမျိုးပေါ့ငိမ့်ကြေးဆိုတာတဲ့ဒါပလောင်တွေကို ဟို NCA ဒီဘက်တဘောထားအရာသူတို့ကိုဟိုစိတ်စေတနာထားပြီးရှော့ပေးလိုက်တာလို့ကျွန်တော်နေနေယူဆပြီးတယ်။အဲ့တော့ပလောင်နေရလည်းပဲသူတို့ကတပ်မတော်ရဲ့စေတနာကိုတီးွားတဲ့အခါကျတော့သူတို့လှုပ်ဆောင်တာကိုအပြစ်မယူဆိုတာကိုတီးသွားတဲ့အခါကျတော့သူတို့ကလုံးဝကာကွယ်ပေးတော့မယ်။အဲ့တော့တပ်မတော်ကအထက်ရောက်သွားရင်ဘာဖြစ်မလဲ။သူတို့ရှားပါငွေလည်းမရှိတော့ဘူးပြန်တိုက်ဖို့ဆိုတာလည်းဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးဖြစ်သွားပြီ။တောင်းတော့ပြန်တိုက်ဖို့ဆိုတာကနောက်ဘဝအဆက်ဆက်တော့မရတော့ဆိုတာသူတို့ထိသွားပြီ။နော် တိသွားပြီတိသွားပြီဆိုတော့အဲ့တော့ရီမွန်ကဝယ်ပြီးနေတယ်သူပြောတဲ့ဆိုရင်တော်လန်ရေးကိုတစ်ချက်ပြန်စဉ်းစားကြည့်မယ်ဟုတ်လားသူတို့တွေပဲအနုတီဖွဲ့ရွက်ဖြစ်လို့တိုက်လို့ရတာလားဆိုတော့ဒါမှဟိုကမှငယ်စီပြောနေတာကျတော်တော်လန်ရေးအဲအင်အားသူတော်လန်ရေးပေါင်းဆိုအမှန်ကတော့ဒီလက်နက်ကင်တိုင်းရင်းသားလက်နက်ကင်တွေကဟိုဗမာပြည်ရဲ့တွေကိုခိုင်းစားတာပဲရှိတယ် ပြီးတော့လို့ရှိရင်ဘယ်နေရာမှမှဗမာပြည်ဒီရဲ့စုံမအုပ်ချုပ်တဲ့မဒီမြန်မာပြည်ဒီရဲ့တည်းရဲ့အန်ယူဒီရဲ့လောက်အောင်မှာတိုင်းနာတနက်ခိုင်နေရှိတာမဟုတ်အန်ယူဒီရဲ့လောက်အောင်မှာတိုင်းနာတနက်ကတော့ရင်မောဟိုဘက်ပြေးကတ်လိုက်ပြန်ဖောင်းလိုက်ဟိုဟိုနေကြိုင်ရည်စီပြေးလိုက်ခွမ်းမော်စီပြေးသွားလိုက်ဟိုနေစီပြေးသွားလိုက်နဲ့ဖြောင်းတွေတက်နေကြတာတကယ်ကြကြတော့သူတို့ကဘာမှမဟုတ်လူသေးပေးနေတော့ဗမာလေးပဲပေးသေးပေးနေ။ဟိုကောင်တွေကတရံသာသာဆိုလဲကချင်ဆိုလဲကထင်အသက်ကုန်ယူတယ်။ရှမ်းဆိုလဲရှမ်းယူတယ်။ now mnda တို့တရားလက်လေးဘယ်လောက်လို့ဆိုသူရတဲ့ဆိုတော့တရားစတာပစ္စည်းတွေသူတို့ပဲယူကြတာအဲ့ဒါကိုအဲနည်းနည်းလေးဟိုအနှံ့လေးရရရှူကားရှူကားဆိုတော့ pdf ကောက်တွေကအဲ့ဒါတော်မှဘယ်လောက်ချမ်းသာတယ်လဲဆိုတွေ့ကြုံပေါ့တနည်းကိုဗီဒန်ဒေါ်လာတန်း300လောက်ရှိတယ်ဆိုတော့အဲ့တော့ဒီမြောက်လက်မလို့ချင်မဲ့ဒါပြုတ်သွားတယ်နဲ့ဒီအကြက်ကအဖွဲလုံးဝအပီစီပြုတ်ပြီ။ဘာကြောင့်လဲလက်နက်တွေရနိုင်တာအကြောင်းမရှိတော့ဘူး။ငွေကြေးဝင်ဝင်မရှိဘူး။ နံပါတ်1ခရဲလက်နဲ့ခရဲမရလို့စားနဲ့ရိတ်ခါလည်းမရတော့နံပါတ်3လမ်းကြောင်းတွေပိတ်ပြီဘယ်လမ်းမှာသွားလို့ခွာလို့မရတော့တောင်တော့ကဒီဘက်ကနောင်ချိုကြောင်ဘက်ကဗျူဟန်နဲ့ဆေးမာနဲ့မိုးကုတ်ဘက်ကအာဒီဘက်မန္တလေးဘက်ကဆေးမာနဲ့ဆိုပတ်ညက်ပြီးပိတ်ထားလိုက်တော့ဒီကောင်တွေကဘာလုပ်အောင်လဲဆိုတော့နောက်ကျရေထောင်းတောက်ပြီးတော့ရွှေလုံးတွေတော့သူရတာလားကြီးပါရွှေလုံးတွေပါထိုင်ပြီးထမင်းနိုင်ငံနေမှာရွှေလုံးတွေပါထိုင်ပြီးထမင်းနိုင်ငံနေမှာတည့်အဲ့လိုမျိုးရှိတယ်အဲ့တော့အဲ့ဒါကို ရီမွန်ကတိတော့ချက်ချင်းပြေးပြီးတော့မှတာဖုံးကြော်တို့အဲအိုင်ဝါတဲ့တဲသွားပြီးတော့လုံးနေတယ်လို့တော့ကျွန်တော်ကြားသိရတာရှိတယ်။တရင်သူကြီးဆက်လက်တည်ပြပေးပါဦးမယ်ဗျာ။နော်ကျွန်တော်တို့အိုင်ဝါမှာကြားသိတာလေးကိုဒါ share နဲ့မျှဝေပေးလိုက်တာဖြစ်ပါတယ်။အားလုံးတို့တော့ပြပါစေကြောင်းကိုပိုင်းစစ်မကောင်တောင်းပါရစေ။နော်